လက်ချောင်းခြေချောင်းလေးတွေကရှည်ပြီးတော့တွယ်တယ်ဘုလိုကြီးတွေမနေဘူးဆိုတဲ့ဒီအမှတ်သားဘာလို့လာရတာလဲเนาะခန္ဓာကိုယ်ဖြောင်းပြောင်းမတ်မတ်ဆိုတဲ့အကျိုးတရားဒီအင်္ဂါအမှတ်သားဘာဖြစ်လို့ပေါ်လာတယ်လဲလို့ဆိုလို့ရှိရင်တဲ့လူဘဝလူဖြစ်တဲ့အချိန်ခါကလာဒါများသောအားဖြင့်ပါရမီဖြည့်တယ်ဆိုရင်လူဘဝမှာဖြည့်တာများလို့ရေပုံရစကားပေါ့လူဘဝမှာလူဖြစ်လာတဲ့အချိန်တုန်းကတဲ့ သူဟာသူများအသက်တတ်ခြင်းမှရှောင်ကျင်ခဲ့တယ်။ဗန္တတိပန္ဒါကလုံးဝရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်။လုံးဝရှောင်ကျင်ခဲ့ပြီးတော့ဗန္တတိပန္ဒအကြောင်းဖြစ်တဲ့ဒုဒ္ဓလက်နက်ကဆပြီးတော့သူ့စီမှာမရှိဘူး။တရားဝါးတွေအားလုံးပေါ်မှာတနာတယ်။ဒီဗန္တတိပန္ဒအမှုကိုရှက်တယ်။ကရုဏာတရားထားတယ်။တရားဝါးတွေအားလုံးပေါ်မှာမေတ္တာထားတယ်ဆိုတဲ့စိတ်ဓာတ်နဲ့နေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ခြေမနောက်ရှိတယ်လက်လေးတွေကရှည်ရှည်သွယ်သွယ်လေးဖြစ်တယ်တဲ့ခန္ဓာကိုယ်အရမောင်းကကုန်းနာမနေဘူးကိုင်းပြီးတော့မနေဘူးမျက်ဖြောင်းပြောင်းမတ်မတ်ကြီးရှိတယ်ဆိုတာဒီပါရမီပုံရိပ်ဒီကုသိုလ်ရဲ့အကျိုးကျေးဇူးပါပဲလို့ဒီလိုပြောတာအဲ့ဒီနေရာမှာအထက်ကရာဆရာကသူကဖွင့်ပြတယ်ဖွင့်ပြတယ်ဘာဖြစ်လို့ဒီလိုပုံရိပ်တွေကိုရတာရောလို့ဆိုလူတွေဟာဒီ တယောက်ကိုချောင်းမြောင်းပြီးတော့လှုပ်လှုပ်ချန်နေတတ်ဖြတ်တယ်ဆိုတဲ့အခါတရိษံကိုပဲချောင်းမြောင်းတတ်ဖြတ်တယ်ဆိုတတ်တယ်ဖြတ်တယ်ဆိုတာတစ်ဖက်သားအလစ်ကိုဝင်တတ်တာများတယ်လေအခုခေတ်သဘုံတန်ဒီကတော့ချောင်းပြီးတော့တနတ်နဲ့ပြစ်ထားလဲရှိမှာပေါ့နော်ရှင်းတော့ကတော့ဒုံနဲ့ရိုက်မယ်ဓာတ်နဲ့ခုံမယ်ချောင်းမြောင်းပြီးတော့လှုပ်အဲဒါလို့ချောင်းသွားတဲ့ပုံကိုယ်ကြီးစဉ်းစားကြည့်ပေါ့ဘလို့သွားလေးရှိတော့ဆိုတော့ခြေပြားလေးထောက်ပြီးတော့အတန်မကြောင်းအနိအနာသွားတယ်မဟုတ်လား ခြေပြားလေးထောက်သွားအဲ့ဒီလိုခြေပြားထောက်ပြီးတော့သူများကိုတတ်ခဲ့တဲ့ပုံကိုကြောင့်မလို့ဖနောင်ကြီးကတိုးနေတာတဲ့ဒါကအထက်ကနာကထည့်ပြောတာเนาะအဲ့ဒီအကုသိုလ်တွေလုတ်ခဲ့တယ်နောက်ပြီးတော့သူဟာအရာအမောင်းနေပုကွာသွားတာတခြားမဟုတ်ဘူးတဲ့သူ့ကိုမမြင်အောင်လို့သူ့အရက်ကလေးကိုကုံကုံလေးလှုပ်ပြီးတော့သွားပြီးတော့ချောင်းချောင်းပြီးတော့လှုပ်တာတဲ့ဒါလည်းဟုတ်တာပဲเนาะဘေးလူတွေမမြင်အောင်သူကကုံကုံကွာကွာလေးနဲ့လူကို မြုပ်ပြီးတော့သွားတာကိုအဲ့လိုလှုပ်ပြီးတော့အကုသိုလ်အမှုကိုပြုတာတဲ့ဒါကြောင့်မို့လို့ဂုံဂုံကိုင်းကိုင်းကြီးဖြစ်နေတာတဲ့ဖြောင်းဖြောင်းမမမဖြစ်ဘူးတဲ့လက်ချောင်းခြေချောင်းတွေကဘာလို့ဒီမရှိတာတော့လို့ဆိုတော့ तू ကကြမ်းတမ်းတဲ့ပုံကိုတရားဟာ तू ကဒီမကောင်းတဲ့ဒုစရိုက်တွေကိုလှုပ်တဲ့အခါဒီလက်ကိုအသုံးချလှုပ်တာဖြစ်တော့ကြောင့်လက်မှာပူကွာကွာလေး မလမပရီဒီလက်ကိုအသုံးချပြီးသူများကိုပါဏာတိပတ္တာအမှုကိုပြုတာဖြစ်သောကြောင့်လက်ရဲ့အနေထားတစ်ခုဟာအယုတ်ဆိုးအခြေတံပုကွာကွာဖြစ်အောင်လုပ်ထားတာဒီလိုဆိုတယ်နော်ဒါကတော့တင့်လျော်တဲ့အဘိဓိပ္ပတခုကိုဖွင့်ပြတာပဲဖြစ်တယ်ပေါ့ဆိုလိုတာကတော့ပါဏာတိပတ္တာအမှုကနေလုံးဝရှောင်ကျင်ပြီးတော့တကယ့်ကိုစင်စင်ကြဲကြဲနေတဲ့ပုဂ္ဂိုလ်မျိုးတွေဟာတဘွားတယ်မဟုတ်ဘူးအလေးထား ဘယ်တော့မှပါဏာတိပါဒအမှုဆိုတာကိုမလုပ်ဘူးပါဏာတိပါဒကရှောင်ကျင်ခြင်းဆိုတဲ့ပါရမီကုသိုလ်ဆွဲဆွဲမြဲမြဲဖြစ်ကျင့်လာခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဟောဒီဖနှောင်းရှည်ခြင်းလက်ချောင်းခြေချောင်းရှည်သွဲခြင်းခန္ဓာကိုယ်အယမောင်ဖြောင့်ပတ်ခြင်းဆိုတဲ့ဒီအကျိုးကျေးဇူးအမှတ်အသားပါရမီ ပုံရိပ်အမှတ်တစိတ်တွေကိုရရှိနိုင်ပါတယ်တဲ့အဲ့တော့စဉ်းစားကြည့်ရမှာ ဟိုပုကွာကွာမိဘရဲ့ဝန်းနဲ့ရောက်သွားတာလည်းပဲဒီလိုပဏ္ဏိဗန္ဒလောက်ခဲ့လို့ပဲပုကွာကွာကြီးဖြစ်တာလားတော့မသိဘူးเนาะဒီလိုဖြစ်နိုင်နေတယ်မိဘနဲ့လည်းပတ်သက်ပြီးတော့ဖြစ်တာလည်းရှိတယ်ပေါ့เนาะသို့တော်လည်းပဲအဲ့ဒီပုကွာကွာမိဘရဲ့ဝန်းနဲ့ရောက်တာကိုကအသွင်တူလို့အိမ်သူသွားဖြစ်တာလည်းဖြစ်နိုင်တာပေါ့ဟိုကလည်းဒါမျိုးလောက်လာခဲ့တယ်ကိုကလည်းဒါမျိုးလောက်တယ်ဆိုတော့သွားပြီးတော့တတူတဲ့သဘောပေါ့เนาะ အေကောင်းပြီအခုလိုပါရမီကုသိုလ်တွေဖြစ်ခြင်းမှုဟာလူရဲ့ခန္ဓာကိုယ်ပေါ်မှာထူးခြားတဲ့အခုလိုအမှတ်အသားလက္ခဏာတွေပေါ်လွင်ထင်ရှားလာတတ်တယ်ဆိုတာကိုရသဗျာဒခင်ကိုရမြတ်ကဒီလက္ခဏာတုတ်တံမှာဟောခဲ့